မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီတစ်ခေါက်မျှဝေပေးခြင်းတဲ့အကြောင်းအရာကကျွန်တော်ငလင်းလှုပ်လိုက်တာနဲ့ဒတိပိကျက်မြည်တဲ့ software လေးကိုကျွန်တော်တို့ပြောပြပေးမှာပါကျွန်တော်ဒီ software လေးကိုကိုယ့်ရဲ့ဖုန်းမှာထည့်ထားခြင်းအပြင်ကျွန်တော်တို့ဒီမြင်မြန်ဆန်းဆန်းအန်ရကင်းတဲ့နေရာကိုသွားနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ application လေးသုံးဖို့ဆိုရင်ကျွန်တော် application က yoyo application ရှိတယ် ျွန်တော် pro ရှိတယ် pro ဆိုရင်ကျွန်တော်တို့ဒီပတ်ဆက်ပေးပြီးရောဝယ်ရတယ်ကျွန်တော်အခုပြောပြမယ့်နီလန်လေးကပတ်ဆက်ပေးစရာမလိုဘူးကျွန်တော် free သုံးလို့ရတဲ့နီလန်လေးကိုပြောပြမယ်ဟုတ်ပြီကျွန်တော်ရှိရမယ့် application လေးနှစ်ခုကကျွန်တော်တို့ဒီ happy moon နဲ့အကော art god အန်ဒီအလေးကို art god alan pro လေးကိုကျွန်တော်တို့ရှိရမယ်ကျွန်တော်တို့အရင်ဆုံးကိုဖုန်းထဲမှာမရှိသေးဘူးဆိုရင်ကျွန်တော်ကိုပဲ brown sign ပြီးတော့ happy mood ဆိုတဲ့ software လေးကိုအရင် download ဆွဲရမယ်ဒီ software လေး download ဆွဲပြီးမှကျွန်တော်တို့ဒီ art god alan pro ကို pro ကိုကျွန်တော်တို့ပတ်သက်မပေးဘဲနဲ့ကျွန်တော်တို့ပုံလို့ရမှာဖြစ်ပါတယ် ကျွန်တော်ဒီ application လေးကို happy mode application လေးကိုကျွန်တော်အရင်ဆုံး download လုပ်လိုက်ပါ download လုပ်တဲ့အစင်အစင်စင်တော့ကျွန်တော်မပြတော့ဘူးဒီ download လုပ်နေရတော့လွယ်ပါတယ်ဒီကြော်ညာလေးတွေကြည့်ပြီးတော့ကျွန်တော် download လုပ်လိုက်ပါကိုဖုန်းထဲကိုရောက်ပြီဆိုရင်အဲ့ဒီ application တွေကိုဝင်လိုက်ပါ ဝင်ပြီးသားရင်အဲ့ဒီ application တွေကရင် happy mode application တွေရရင်ပြီးတော့ art code alan pro pro နော် pro ကို download ဆွဲရပါမယ်ဒီမှာရိုးရိုးဟာလည်းရှိတယ် pro ရှိတယ်ကျွန်တော် pro က pro ကမှကျွန်တော်တို့ဒီအလုပ်လုပ်တဲ့အလုပ်လုပ်တာကြည့်ကြရတယ်ကျွန်တော်တို့ပို့ပြီးတော့100% working ဖြစ်တယ်ပေါ့နော်ဒီရိုးရိုးဟာကျတော့ဒီတာမန်လောက်ပဲဖြစ်မယ်ဒီ pro ကို download ဆွဲမယ် ုံမှန်ဆိုရင်ဒီ Pro ကို download ဆိုရင်ကျွန်တော်ပတ်သက်ပြီးပြရဝယ်ရတယ်ဟုတ်ပြီကျွန်တော်ဒီ application နဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်ဒီအဆင့်ဆင့်သူမိတဲ့ဟာအဆင့်ဆင့်ကိုကျွန်တော်တို့ဖြည့်သွားမယ်ကျွန်တော်ဒီ along all the time ဒီအချိန်တိုင်းဒီ application လေးကအချိန်တိုင်းအလုပ်လုပ်နေဖို့တော့လိုတယ်ကျွန်တော်ဒီ application သုံးမှာမဟုတ်ဘဲနဲ့ကျွန်တော်အချိန်တိုင်း လောက်လောက်နေအောင်လုပ်ထပ်လိုက်ပါဒါကကိုယ့်အတွက် Andyakin အောင်လုပ်ပြနိုင်တဲ့ application လေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်ထပ်တင်ပါတယ် along all the time ကိုလုပ်ထပ်တင်ပါတယ်ဒီမှာဆိုရင်စပေါ်ပေါ်လာခြင်းမှာဆိုရင်ဒါ update တော့နော်သူအချိန်နဲ့အချိန်နဲ့တပြေးညီကျွန်တော်တို့ဒီ banner မှာငလင်းလှုပ်လိုက်ပြီဆိုတာကိုကျွန်တော်တို့ဒီမှာပြတာပြတယ်ပြနေရပါတော့နော်ဒီ မြန်မာနိုင်ငံမှာဆိုရင်ခဏခဏအခုတလောအခခဏခဏလှုပ်နေတယ်ခင်ဗျာဒါကျွန်တော်ဗီဒီယိုလုပ်နေတဲ့အချိန်မှာပုံဒီလှုပ်တော့ပေါ့နော်အင်္ဂလင်ဂျိန်နှုံးဘယ်လောက်ရှိရဲဘယ်လောက်ရှိတယ်ဆိုတာကိုယ်ကတတ်မှတ်တတ်မှတ်ထားလို့ရတယ်ပေါ့နော်ဒီ ုံမှန်အဖြစ်တော့ငလျင်ချိန်တုံးက3 3သတ္တမ4သတ္တမနည်းနည်းလေးသိမစိုးသေးဘူးပေါ့နော်ဒီ5 6ခွန်5ခွန်လောက်ဆိုရင်တော်တော်ကျန်းသွားပြီပေါ့နော်ဒီမှာဆိုရင်အင်ဒိုနီးရှားမှာတော့မှအခုကျွန်တော်လုံနေရဲ့ဗီဒီယိုလုံနေရဲ့အချိန်မှ5သတ္တမ60မှာ ဟုတ်ပြီကျွန်တော်အပေါ်မှာ search bar ရှိတယ် search bar မှာဆိုရင်ကိုယ့်ရဲ့မြန်မာကိုရိုက်ရှာပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်နမူနာအနေနဲ့ကျွန်တော်ပြမယ်ကျွန်တော်တို့ကျွန်တော်ဖြစ်ခဲ့တဲ့2028ရဲ့နေ့ကအားကိုကျွန်တော်ပြန်သွားကြည့်မယ်28ရဲ့နေ့ကနေဘယ်နေ့နေ့အတွင်းလဲဒီဘယ်နေ့နေ့အတွင်းလဲကျွန်တော်ကြည့်မယ် ဒီကိုရဲ့မြန်မာနိုင်ငံကိုကျွန်တော်ကနမူနာဖြင့်နမူနာအနေနဲ့ပြောပြမယ်ကျောဒီမှာဆိုရင်မြန်မာနိုင်ငံမှာဆိုရင်28ရက်ကနေပြီးတော့မတ်လ31ရက်နေ့အထိကိုစတိုက်ခဏခဏလှုပ်တယ်ဗျကျောဒီတချို့နေရာတွေကနည်းနည်းလေးငလင်းကျိန်းတော့နေနေတဲ့အတွက်ကျွန်တော်အပြည့်စည်မရှိဘူးတိတ်မသိတာဘူးပေါ့နော်ကျွန်တော်တို့28ရက်နေ့ကိုကျွန်တော်တို့သွားကြည့်မယ် 28ရက်နေမှာဆိုရင်ဒီမှာ29ရက်နေမှာဘဝင်တက္ကိနသီတီမှာကျွန်တော်တို့ဖိုက်သက်သမတန်းထက်လောက်ပါတယ်ခင်ဗျာဒီအနီရောင်လေးကအစင်ပြေသေးတယ်ဒီအောင်နည်းနည်းလေးပြင်းပြီဆိုရင်ပန်းရောင်လေးတန်းသွားတယ်ခင်ဗျာဒီမှာဆိုရင်28ရက်နေ့ စကိုင်းမှာလှုပ်သွားတဲ့ငလင်က6.80မန်လေးဗမာပြည်တပီလုံးမှာလှုပ်သွားတဲ့ဟာ7.70ဒီ7.70ဆိုတာတော်တော်ကိုပြင်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံအတွက်အရန်ယနေ့ဆရာကောင်းတဲ့နေ့တစ်နေ့ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာမှကျွန်တော်တို့ချုပ်တင်ပြီးတော့ application လေးကို မဖြစ်ခင် application လေးကိုစောင်းထားတဲ့နေခင်ဗျာကျွန်တော်ဒီအရေးကြီးတဲ့ဟာလေးတွေကိုလောက်ထားဖို့လိုသေးတယ်ကျွန်တော် URB ဂျင်မှာဆိုရင် Asian နေမယ်ကိုယ့်ရဲ့ location ဒီနေရာကိုဘာမှဆိုရင်ဘာမှထည့်တတ်မယ်ဒီ unit of measurement ဆိုရင် automatic ဒီဟာဒီဟာလေးတွေလောက်ထားမှာကိုကဒီ application လေးကတုံ့ပြန်မှုကတိကျမယ်ကျွန်တော် notification မှာဆိုရင်နေရာပိုင်းကိုနှိပ်မယ်။ဒါကိုနာလေးမှာဖြစ်လာပြီဆိုတာနဲ့ကိုကချက်ချင်းသိရင်ချက်ချင်းအန်ဒီရဲ့ကင်းတဲ့နေရာကိုမြင်မြန်ဆန်းဆန်းပြေးပြေးနိုင်မှာပေါ့နော်။ဒီ application လေးတစ်ခုကလွတ်အသက်တွေအများကြီးကိုကဲတင်နိုင်မယ်လို့ထင်နေပေါ့နော်။ကျွန်တော်ဒီ pro ကိုတုံးခြင်းအဖြစ်ကျွန်တော်ဒီက ုံမှန်ဆိုရင်ပြတ်ဆက်ပြီးပြီးရောဝယ်ရတဲ့အတွက်ဒီဘလိုကအဲကို့အတွက်အဆင်မြင်တယ်ဟိုကို့အတွက်စိတ်ချရတယ်ပေါ့နော်ဒီ minimum magnitude ဆိုတာကကိုကနှစ်လို့သုံးလို့မှမထားခြင်းလည်းရရဲကိုကနည်းနည်းလေးပြင်းတဲ့ဟာကိုပဲတတိထားမယ်ဆိုရင်ကို၄၅၆လောက်အဲ၄အထက်ပေါ့နော်၄အထက်၅အထက်အဲလိုထားရပါ ဒီအရေးကြီးဆုံးအချက်ကဒီအလန်းအလန်းလောက်တာဖို့လိုတယ် notification တွေတက်တက်နေဖို့လိုတယ်ဒီအဲ့လို notification တွေတက်နေမှလည်းကိုကတတိထားမိမှာပေါ့နော် notification ကိုပိတ်ထားမယ်ဆိုရင်အမ်ကိုကဒီ application ရှိပြီးတော့တတိမထားမိမှာနေမှာပေါ့နော်ဒီအလန်းအလန်းပြိမဲ့ဆိုရင်လည်းကိုအထိတ်တလန့်ဖြစ်နိုင်တဲ့အလန်းကိုပိတ်ထားဖို့အကြံပြုခြင်းနဲ့ အလုံးဆိုဒီအလန်းကိုလည်းမှတ်တာပါဒီအလန်းကအလန်းမိပြီဆိုတာနဲ့ကိုကတိပ်ပြီဆိုတာနဲ့ကိုကအန်ဒီကင်းတဲ့နေရာကိုမြန်မြန်ဆန်ဆန်ပြေးပါဟုတ်ပြီဒီ MAD mass MAB mass ဆိုရက် mass တိုက်ဆိုတာကကျွန်တော် normal ဆိုရင်ကျွန်တော်ကြည်ရတာတိပ်ပြီးတော့မြေကြီးတွေအကုန်မမြင်ရဘူးဒီ satellite နဲ့ဆိုရင်ဒီမှာ အိမ်တွေကအစအကုန်လုံးလှမ်းမြင်ရတယ်ပေါ့နော်ဒီ normal ဆိုရင်အိမ်တွေပါကြီးမမြင်ရဘူးလမ်းတွေပါကြီးအဲမြင်းညောင်းတွေလောက်ပဲမြင်ရမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း comment ပေးထားလို့လည်းရပါတယ် subscribe လုပ်ပြီးတော့ဒီ application လေးကို share ပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုတွေမှာဆုံကြပါခင်ဗျာ